တယ်နော်အဲ့ဒီကမ်ပတ်မစ်ရှင်အမတ်တက်ကပါအော်အော်မိဘမဲ့ကလေးတွေလည်းပေါ့နော်အော်လေးခန္ဓာလားလို့အော်မဟုတ်ဘူးမဟုတ်ဘူးအော်မဟုတ်မဟုတ်ဟုတ်ကိုယ်ဆောင်ရဲ့ညမှန်တဲ့ကြောက်ပြမယ် တို့ရဲ့ဒုက္ခပြဿနာတွေကကိုယ်တိုင်ကြုံတွေ့ရမှသာလဲသိကြတာဖြစ်နေကိုယ်တိုင်ကြုံတွေ့ရမှသာလဲလူလောကရဲ့ဒုက္ခပြဿနာတွေလူလောကရဲ့ဒုစရိုက်တွေသူ့တရားတွေကဘယ်လောက်ထိများပြားတယ်ဆိုတော့ဘုသိရှိရတာပဲဖြစ်နေကိုယ်တိုင်မကြုံတွေ့ဘူးကိုယ်တိုင်မှမခံစားရဘူးဆိုရင်လူတွေကကိုကျင်းသာတတ်တဲ့စိတ်မရှိကြဘူးဖြစ်ပါတယ်အဲဒါကြောင့်ကိုယ်တိုင်ကြုံတွေ့ခံစား မှတ်တာလေလူတွေကခံစားတတ်တာဖြစ်တယ်။လူတွေကခံစားနားလည်ပေးတတ်တာပဲဖြစ်ပါတယ်။အဲဒါကြောင့်လူဘဝကဘယ်တော့မှမတည်မြဲပါဘူး။လူဘဝကတော့ခဏလေးပါပဲ။လူဘဝကစာရွက်တိုက်တည်မြဲနေတဲ့လောကမဟုတ်ပါဘူးဗျာ။ဝင်လာတော့ဗျာ။ ဲ့ချုပ်ကမလဲမသိတဲ့တစ်ချိန်ချိန်မှာတော့တွေ့မယ်တေချာပြေရရှိတာသင်ပြစေခြင်းနဲ့ကိုရောရှင်ကတို့တွင်အပြေပါလူဘဝရဲ့အဖြေကတော့ယေရှုခရစ်တော်ဖခင်တပါးတိတာဖြစ်တယ်။ လူဘဝရဲ့ကျွန်တော်တို့ထွက်မြောက်ရလမ်းကတော့ယေရှုခရစ်တော်ဖခင်တပါးတိတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝအတ္တတာမမျောလင့်ခဲ့သောတနေ့မှနေဝင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့တွေသွားဖို့နေရာရှိပြီလားကျွန်တော်တို့တွေလူလောကမှာဒီခန္ဓာကိုယ်ကြီးကအမြဲတစေနေနိုင်လိမ့်မယ်လို့ကျွန်တော်တို့တွေထင်မိရင်တော့လွဲသွားမှာပဲဖြစ်တယ်ကျွန်တော်တို့ရဲ့ဘိုးဘွားတွေကျွန်တော်တို့ရဲ့ဘူဘီတွေကတည်ဆုံသွားကြပြီပဲဖြစ်တယ် ကျွန်တော်တို့လူဆိုတာကတိရစ္ဆာန်နဲ့မတူဘူးလူဆိုတာကကျွန်တော်တို့တစ်ပင်တွေနဲ့မတူပါဘူးလူရဲ့အထင်မှာဝိဆိုတဲ့အထူးဉာဏ်ဆိုတဲ့သိခြင်းလူမှာအထူးသိခြင်းဆိုတဲ့ဝိဉာဉ်ဆိုတာရှိပါတယ်အဲ့ဒီအထူးသိခြင်းဆိုတဲ့ဝိဉာဉ်ကကျွန်တော်တို့ပျံပျော်လင်းကလေးတစ်နေ့မှာကုံဆုံးသွားမယ်သိဆုံးသွားမယ်ဆိုရင်ဘယ်ကိုသွားကြမှာလဲအဲ့ဒီအတွက်ယေရှုခရစ်တော်ဖရာဆိုရင်ဖြင့်ကျွန်တော်တို့ရဲ့အတွက် အပြစ်တရားကိုပေးဆက်သွားတဲ့ဘုရားဖြစ်နေယေရှုခရစ်တော်ဘုရားဆိုရင်ဖြစ်ကျွန်တော်တို့လူသားအလုံးကိုဖန်ဆင်းတဲ့ဖရားပဲဖြစ်ပါတယ်ကျွန်တော်တို့လူတွေကမေးကြတယ်ယေရှုကဘာဖြစ်လို့လောကမှာလာပြီးတော့မှအသေခံကြတာလဲအဲ့ဒီလိုမျိုးမေးတဲ့အခါမှာကျွန်တော်တို့ဗမာတွေကဆိုရင်လည်းကျွန်တော်တို့စဉ်းစားတတ်ကြတယ်ဒီဖရားကကရှင်တွေရဲ့ဖရားကရင်တွေရဲ့ဖရားရှင်းတွေရဲ့ဖရားအနောက်နိုင်ငံမှာနေထိုင်တဲ့မျက်နှာဖြူမျက်နှာမဲတွေရဲ့ဖရားလို့ကျွန်တော်တို့ဗမာတွေကထင်တတ်ကြတာပဲဖြစ်တယ်တခြားသောမယုံကြည်သူတွေကလည်းထုံနီး၎င်းပဲထင်တတ်ကြတာပဲ ဖြစ်တယ်။ဒါပေမဲ့ယေရှုဘုရားကပကောတစ်ဖက်ကြားထဲမှာခေါင်းပေါက်တဲ့လူသားအားလုံးနဲ့ဆက်ဆိုင်တော်ဖရာပဲဖြစ်ပါတယ်။ကရှင်တွေကမှရှစ်တဲ့ဖရာမဟုတ်ဘူး။ရှင်တွေကမှရှစ်တဲ့ဖရာမဟုတ်ဘူး။ကရှင်တွေကမှရှစ်တဲ့ဖရာမဟုတ်ဘူး။မျက်နှာပြူမျက်နှာမဲတွေကမှရှစ်မျက်နိုးတဲ့ဖရာမဟုတ်ပါဘူး။ပကောတစ်ဖက်ကြားထဲမှာခေါင်းပေါက်သမျှတော်လူသားအယောက်ရှင်းဒီတိုင်းကို ရှစ်မျက်နိုးတဲ့ဖရာဖြစ်တယ်။အဲ့ဒီလိုမျိုးရှစ်မျက်နိုးတဲ့အတွက်ယေရှုဘုရားကသူ့ရဲ့ခန္ဓာကိုယ်ကိုပေးဆက်သူ့ရဲ့အသွေးကိုသွန်ပြီးတော့မှကျွန်တော်တို့ရဲ့အဖြစ်တွေကိုလက်ဝါးကားတဲ့ ုင်မှာယူဆောင်သွားတဲ့ဖရာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးယူဆောင်သွားတဲ့ဖရာရဲ့ကျွန်တော်တို့ကယ်တင်ခြင်းတွေကိုကျွန်တော်တို့ရဲ့ဘဝအတ္တထဲမှာလက်ခံယုံကြည်ကိုးကွယ်မယ်ဆိုရင်ကျွန်တော်တို့တွေကအပင်ငရဲကနေပြီးတော့မှလွတ်မြောက်ယုံတာမှာကယခုဘဝမှာလဲကျွန်တော်လိုမျိုးဘိဇာရဲ့သမဘဝကနေပြီးတော့မှကျွန်တော်တို့လွတ်မြောက်ရသောအခွင့်ကိုပြင်ဆင်ပေးတဲ့အသက်ရှင်တဲ့ဖရာခေါ်လင်းသူတို့ဖရာဖြစ်ပါတယ် ထုံဖရားရဲ့တည်င်းစကားကောင်းလေးကိုအလွန်ဝမ်းမြောက်စရာကောင်းတဲ့တင့်ရဲ့အတွက်ငြိမ်သက်ခြင်းကိုကျွန်တော်တို့တဖန်ပြန်လည်ပြီးတော့မှယူဆောင်လာခဲ့တာပဲဖြစ်ပါတယ်ဗျာဟုတ်ပါပြီအဲ့ဒါကြောင့်ကျွန်တော်တို့ဒီကမ်ဘတ်မြို့မှာရှိနေတဲ့အမှတ်နဲ့ရက်ွက်မှာရှိနေတဲ့ဈေးသူဈေးသားများနဲ့တကွဈေးမိ ဒီဒီရဖများကျွန်တော်တို့ရံမဲခြေသူတင်တယ်ကျွန်တော်ယေရှုခရစ်တော်ဘုရားရဲ့အကြောင်းတွေကိုကျွန်တော်တို့အခါတင့်လင်းတင့်တယ်လို့အနေငယ်ပြန်လေးပြီးတော့မှဝေငှသွားမှာပဲဖြစ်တယ်လူဘဝမှာနေထိုင်တဲ့အခါမှာယေရှုခရစ်တော်ဘုရားကိုကျွန်တော်တို့လက်ခံယုံကြည်သည်ဖြစ်သည်လက်မခံမယုံကြည်သည်ဖြစ်သည်ဒီသတင်းစကားကောင်းမှာကျွန်တော်တို့ရဲ့ဘဝအတ္တတော်ဆင်ခြင်နှလုံးသွင်းရမယ်သတင်းစကားကောင်းပဲဖြစ်တယ်ကျွန်တော်တို့ရဲ့လူဘဝမှာနေထိုင်တဲ့အခါမှာစာဝတ်နေရေးအတွက်ဖြည့်ရှင်းယုံကန်နေကြတဲ့အခါမှာတခါတလေကကြာရင်ဘုရားကိုမေ့တတ်တဲ့သူတွေရှိတယ်အမြဲတစေဘုရားကိုမေ့တဲ့သူတွေလည်း မြောက်များစွာရှိကြပါလိမ့်မယ်။ကျွန်တော်တို့အဲ့ဒီအတွက်ဖျားဆိုတာမိထားဖို့မဟုတ်ဘူး။ကျွန်တော်တို့ရဲ့ဘဝအသက်ဝိညာဉ်အတွက်ယေရှုဖျားကအရင်ပဲလိုအပ်တဲ့ဖျားဖြစ်တယ်။လူတိုင်းကယခုနောက်ကဒေသနာကျမ်းထဲမှာပြောသလိုမျိုးပဲကောင်းသောသူမရှိဘူး။ဘယ်နည်းအောင်မရှိဘူးလဲဆိုရင်တယောက်မှကောင်းတဲ့သူမရှိဘူးတဲ့။လူသားအလုံးကတညီတညွတ်တည်းလမ်းလွဲကြတယ်လို့ဖျားသခင်ကပြန်လည်ပြီးတော့မှပြောဆိုထားတာဖြစ်တယ်။အဲဒါကြောင့်ယေရှုဖျားတပါးဒီတာလည်းကောင်းမြတ်တဲ့ဖျားဖြစ်တယ်။အဘဲကြောင့်ကောင်းမြတ် နည်းဆိုတော့ကျွန်တော်တို့ရဲ့အဖြစ်တွေအတွက်သူ့မှာအပြစ်မရှိဘဲနဲ့ကျွန်တော်တို့ရဲ့အဖြစ်တွေအတွက်ကျွန်တော်တို့ရဲ့အဖြစ်သားတွေရဲ့ကိုယ်သားလောကကတိုင်းမှာအသေးခံပေးဆက်သွားသောဖျားဖြစ်သောကြောင့် ုဖရားတပါတိတာနဲ့ကောင်းမြတ်တဲ့ဖရားဖြစ်ပါတယ်လူဘဝမှာကျွန်တော်တို့ရဲ့အသက်ရှင်တဲ့အခါမှာတော့လောဘဒေါသမောဟတွေနဲ့မာမာနတွေနဲ့ကျွန်တော်တို့တွေကပြည့်နေနေသောလူသားများတာနဲ့ဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ယေရှုဖရားကိုမမေ့သင့်ဘူးယေရှုဖရားကိုကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာနေရာပေးပြီးတော့မှလက်ခံယုံကြည်ကိုးကွယ်မယ်ဆိုရင်ကျွန်တော်တို့တွေအပြစ်သားဘဝကနေပြီးတော့မှကယ်လက်ယုံမြတ်မှာကျွန်တော်တို့ရဲ့အတွက်နောင်တမလွန်ရင်းအတွက်လည်းစိတ်ရှရသောအခွင့်ကိုဖရားသခင်ကပြန်လည်ပြီးတော့မှ ပြင်ဆင်ပေးတာပဲဖြစ်ပါတယ်။ပကုန်းတစ်ဖက်ဂျားထဲမှာခေါင်းပေါက်တဲ့လူသားရောက်ရှင်းစီတိုင်းကိုရှင့်မြတ်နိုးတော်ဖျားဖြစ်ပါတယ်။ အဲ့ဒါကြောင့်ယနေ့ဈေးမှာရှိနေတဲ့ဈေးသူဈေးသားများယမိယဖများကျွန်တော်ယေရှုခရစ်တော်ဘုရားရဲ့အကြောင်းကိုအနည်းငယ်ပြန်လေးပြီးတော့မှဝေငှတက်တေကခေါ်အပ်ခြင်းဖြစ်တဲ့တနည်းတားလုံးအသက်တာထဲမှာအသက်ရှင်တဲ့အခါမှာကောင်းမွန်စွာနဲ့နေထိုင်ရသောခွင့်များကောင်းမွန်စွာနဲ့သွားလာလှုပ်ရှားရသောခွင့်များဘေးအန္တရာယ်အပေါင်းကနေပြီးတော့မှလည်းကွယ်ကဆောင်မရသောခွင့်များသွားလာလှုပ်ရှားတဲ့အခါမှာစီနေလိုက်ပါတဲ့ဆိုင်ကယ်များကိုဖြစ်စေကားများကိုဖြစ်စေဘုရားသခင်ကွယ်ကဆောင်မပြီးတော့မှယေရှုခရစ်တော်ဘုရားရဲ့ကယ်တင်ခြင်းများကိုလူသားအယောက်ရှင်းစီတိုင်းရရှိ ိပိုင်ဆိုင်ခံစားရတော်သူများဖြစ်ကြပါစေအားလုံးပဲဖျားကောင်းကြီးပေးပါစေအားလုံးပဲအထူးကျေးဇူးတင်ပါတယ်